ဂျပန်ထိန်းချုပ်ထားတဲ့ကျွန်းစုအနီးမှာတရုတ်ကမ်းခြေဆောင်တပ်ကင်းနဲ့နိုင်ငံဆက်ဆံရေးတင်းမာမှုတွေရှိနေချိန်မှာတရုတ်ကမ်းခြေဆောင်တပ်ရင်းရင်းအုပ်တခုကဂျပန်ထိန်းချုပ်ထားရာကျွန်းစုနာအနီးဖြတ်တန်းခုံမောင်းခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါဗျာ။ နိုဝင်ဘာ16ရက်ကစံကာကူကျောင်းကြီးကနေပြီးတော့ရရင်အုပ်ဖြတ်တန်းခုံမောင်းခဲ့တာဟာကင်းလက်ခုံမောင်းပိုင်ခွင့်လှုံထုံးလုံနီတွေနဲ့ညီရက်ရွေးချယ်မှုတခုဖြစ်တယ်လို့တော့တရုတ်ကမ်းခြေဆောင်တပ်ကပြောထားပါတယ်။တရုတ်ကတရုတ်တိုင်းပေကိုတိုက်ခိုက်ရင်ဂျပန်လည်းတရုတ်တိုင်းပေကိုကူညီဖို့တပ်တွေစစ်လုံးရမယ်လို့ဂျပန်ဝန်ကြီးချုပ်ပြောဆိုခဲ့တဲ့မှတ်ချက်စကားတစ်ခုကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာအရှေ့အာရှအင်အားကြီးနိုင်ငံသားမှတင်းမာမှုတွေမြင့်တက်ခဲ့တာပါ။နိုဝင်ဘာ16ရက်ကလွတ်တော်ရဲမှာအတိုင်းခံအမတ်တို့က တရုတ်နေနဲ့တရုတ်တိုင်းပြည်ကိုတိုက်ခတ်တာမျိုးဖြစ်လာရင်ဘယ်လိုဆုံးဖြတ်မလဲလို့မေးခဲ့တဲ့မေးခွန်းပေါ်မှာဂျပန်ဝန်ကြီးချုပ်ကဒါမျိုးကြုံလာရင်ဂျပန်ပြည်ဆောင်တပ်ကစီးရီးယားတုံ့ပြန်မှုရွေးချယ်မယ်ဆိုတဲ့အထိပ္ပယ်မျိုးပြန်ဖြေခဲ့တာဖြစ်ပါတယ်တရုတ်ကတရုတ်တိုင်းပေကိုပိုင်နန်းနယ်မြေတစ်ခုအနေနဲ့သတ်မှတ်ထားပြီးတရုတ်တိုင်းပေကတော့တီချာလွတ်လပ်တဲ့ရက်တီမိုသာလိုလားနေရလို့ဆိုပါရယ်ဂျပန်နိုင်ငံနဲ့တရုတ်တိုင်းပေတို့က130ကီလိုမီတာလောက်သာကွာဝေးတယ်လို့လည်းသိရပါဗျ